တော့အမားတို့ရွှေပိုးတိုက်ပုံရဲ့73နှစ်ပြည့်နေလည်းဖြစ်ပါတယ်ဆိုင်ငန်းနေရာပြောင်းရွှေ့ခြင်းလည်းဖြစ်ပါတယ်အမားငိုရဲကလည်းတိတ်ပြီးတော့အဲ့လိုမျိုးမိန်းကလေးတိတ်မဆန်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲကိုယောက်ျားဆိုတော့စိတ်ပူလာတော့ရှိရပါတော့ဒါပေမဲ့သူကလည်းကိုယ့်ကိုစိတ်ပူပါမထားပါဘူးဖုန်းဆက်လိုက်ပြီဆိုတာနဲ့ချက်ချင်းသူကင်ပေးတယ်မနေ့ဒီနေ့ဘာပလန်ရှိရဲဘယ်သွားမယ်ဘယ်ချိန်ပြန်လာမယ်အဲ့ပလန်ဒီအတိုင်းကိုတနေ့ကုန်သူ့ရဲ့ဒီ schedule တွေကိုအမအတော်အကုန်ပြောတယ် စနစ်နဲ့လုံးလုံးတရက်မှမပြုတ်ဘူးအမြဲပြောတယ်နေတိုင်းပြောတယ်အဲ့လိုမျိုးအမကတခါလေးမပြောမနဲ့အလုပ်ပေါ်လာရင်ဆက်ဆိုကားတော့ကောက်ယူပြီးထွက်သွားပြီး तू ဆက်လိုက်မှကိုလမ်းရောက်နေမျိုးဘာမျိုးသာရှိကောင်းရှိမယ် तू ကအဲ့လိုမျိုးမရှိဘူးဆိုတော့ तू ကအဲ့လိုအလုပ်လုပ်နေမှပျော်တဲ့အမျိုးသားတိုက်လို့ဖြစ်တယ်အဲ့မှာနေတိုင်းအားနေရင် तू ကမပျော်ဘူးလေအဲ့တော့ဖြစ်တယ်လေ तू ကသူ့ရဲ့ဒီ relaxation ကကြတော့အလုပ်ပဲဖြစ်တယ်ဖြစ်တဲ့အတွက် तू ပျော်နေရမြင်တဲ့အားကြောင့်မကျွန်တော်လည်းဟိုပါပေါ့ တိတ်မတားပြီဘူးပေါ့နော်ကျွန်တော်ကျမ်းမာရေးတော့ view site ခင်ပါတယ် respect ပေးတာပေါ့ကျွန်တော်တယောက်တယောက်က respect ကအရေးကြီးပါတယ်လေးစားမှုပဲယုံကြည်မှုပဲကိုချင်းစာမှုပဲအရေးကြီးပါတယ်အဲ့ဒါကိုအခြေခံပြီးတော့ဒီစောက်ထားဖြစ်တဲ့အဲ့ဒါကြောင့်ပြောပြပြတာပါဟုတ်ပါတော့ကျွန်တော် agent နဲ့မြစ်တာပေါ့ကျွန်တော်တို့အဲချစ်ချင်းဖုန်းကြီးရတော့ပူလောက်ပါတယ် agent နဲ့မြစ်တာတရားလေးနဲ့ရှေ့ဆက်သွားမယ်လို့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ Lucky Diamonds မြန်မာမှာ September 26မှ30ရက်နေ့ထိ Time City Jewelry မှာမှာကျင်းပမယ်တရင်းကျုပ်စိန်တဲ့ကြောက်တဲ့အထူးရပေါ်တော်ကြီးမှာပါဝင်ပြသရောင်းချပေးသွားမှာဖြစ်တဲ့ကြောင်းတင်ကောင်းလေးပါချင်ပါတယ်။ပွဲ9ရက်တာကာလအတွင်းဝယ်ယူပြီးနှစ်နှစ်ပြည့်ပါကအမျက်900ရာခိုင်နှုန်း၊9နှစ်ပြည့်ပါက10ရာခိုင်နှုန်း၊10နှစ်ပြည့်ပါက20ရာခိုင်နှုန်းအမျက်အများဆုံးပြန်ပေးတဲ့အထူးအစီအစဉ်ကြီး။ဥချော်ရဲမက်ထဲကစီ Lucky Diamonds တမိုင်းတစ်ချောင်းအတန်ဆုံးနဲ့အထူးအသက်သာဆုံးစီအပြင်တစ်ခုဝယ်ရင်ထပ်ဆောင်900ရာခိုင်နှုန်း discount တစ်ခုဝယ်ရင်ထပ်ဆောင်900ရာ ဂိုင်းလုံး discount တုံးခုဝင်ရဲ့ထပ်ဆောင်30ရာဂိုင်းလုံး discount တို့ကိုထပ်မံခန်းစားခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်လုံးဝမရှုံးနဲ့အလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ်ပြင်လာရောက်ဝယ်ယူသူတိုင်းကိုတန်မိုးကြီးအိမ်သုံးလင်းစစ်ပစ္စည်းများကိုလည်းတခုဝယ်တခုမြတ်တာလက်ဆောင်အနေနဲ့ပေးအပ်သွားမှာနော်နက်ခတ်နေပကြီးဝီလာရီနဲ့ဆိုပိုင်ဂျေမမချက်မြတာနှွင့်ယဝင်တို့ဖြင့်နိုင်ငံကျော်ပွဲတဲ့အမှုပညာရှင်များစွာနဲ့တေးသက်ရှင်များစွာပါဝင်တည်ဆူဖြောပြပေးသွားမှာပဲဖြစ်ပါတယ်လာပါ ကတော့အမတို့ရွှေပိုးတိုက်ပုံရဲ့73နှစ်ပြည့်နေလေးဖြစ်ပါတယ်။ဆိုင်ငန်းနေရာပြောင်းရွှေ့ခြင်းလေးဖြစ်ပါတယ်။စင်နာတဲ့တော့ရွှေဝင်လေးကိုဘယ်သူဟုတ်ဘူးရဲ့အမဒီဇိုင်းဆောက်ဖွင့်တော့အကိုနဲ့မတွေ့သေးဘူး။ဆိုင်ဆောက်ဖွင့်ပြီးတစ်နှစ်မပြည့်ခင်မှာအကိုနဲ့တွေ့တာ။စိုက်တန်းတန်းနှစ်နှစ်လောက်မှထင်တယ်နော်။မင်္ဂလာဆောင်လား။အဲ့တော့ तू ကတက်တန်းနူရယ်ဆိုင်ကတက်တန်းပူကြတယ်။တင်ဖွင့်လိုက်ကြောင်းဂျင်းညာအပါရခင်ဗျာ။

လူတွေအများကြီးရှိတယ်လေဒီမရဲ့နောက်ကဟိုဒီဝန်ထမ်းလေးတွေအားလုံးဒီပုံမှန်ပေါ့အမအောင်မိခိုနေတဲ့သူတွေအားလုံးကိုပုံမှန်အမအော်ဒီလိုလာစာတွေပေးနိုင်မှုဟိုထောက်ပံ့နိုင်မှုပေါ့နောက်နောက်အမအမအနေနဲ့ဆိုရင်အမကလှူခြင်းတယ်လေအမစိတ်မှမြင်လာပြီဆိုအမမအောင်နိုင်ဘူးလှူခြင်းတယ်အဲ့လှူခြင်းနဲ့အဲစိတ်ရှိတဲ့အတွက်အမကသူများကိုလှူဖို့အတွက်ကိုယ့်ကို short သုံးပါတယ် ကွာကိုရှော့သုံးရတဲ့အပြင်ကွာကိုကလည်းပို့ပြီးတော့စူးစမ်းရတယ်ကိုတယောက်တည်းအတွက်မဟုတ်ဘူးပေါ့စူးစမ်းနေရတာအဲ့လိုအဲ့လိုတွန်းအားတွေကြောင့်အမအလုပ်ပို့လို့ဖြစ်သွားတာပေါ့သူသူကတကူကျေးဇူးတင်ဖို့ကောင်းတာတော့တကယ်တော့သူလည်းဟိုဆရာဝန်ပါရကူတယောက်ပဲလေဒါပေမဲ့သူသူများထာမင်းတန်ဆာနဲ့ယောက်ျားခေါ်ရင်လေသူကအဲ့လိုမျိုးပေါ့ငါယောက်ျားပဲငါနာမည်ကြတော့မခေါ်ပဲအဲအဲ့လိုမျိုးဟိုလိုမျိုးဒီလိုမျိုးအဲ့လိုမျိုးစိတ်တည်သူ့မှာမရှိဘူးထာမင်းတန်ဆာနဲ့ယောက်ျားဆိုဟုတ်ကဲ့ပါခင်ဗျာသူကအဲ့လိုမျိုးလေးပေါ့နော်သူဘယ်လိုပြောမလဲအဲ့လို မဟာဖော်ဝါရီသူ့မှာမရှိဘူးအဲ့အတွက်အမတော်တော်ကျေးဇူးတင်ရတယ်လေစိတ်အေးချမ်းရတာပေါ့နော်စိတ်အေးချမ်းစိတ်လုံခြုံမှုရှိတယ်ပေါ့အဲ့လိုမျိုးပေါ့အနားမှာနေရတဲ့အချိန်မှာစိတ်လုံခြုံတယ်ပေါ့အဲ့လိုခံစားရပါတယ်အဲ့လိုဆိုတော့ तू ကအဲ့လိုအလုံးလုံးနေမှာပျော်တဲ့အမျိုးသားတိုက်လို့ဖြစ်တာအိမ်မှာဒီတိုင်းအားနေတော့မပျော်ဘူးလေအဲ့တော့ဖြစ်တယ်လေ तू ကသူ့ရဲ့ဒီ relaxation ကကြာတော့အလုပ်ပဲဖြစ်တယ်ဖြစ်တဲ့အတွက် तू ပျော်နေရမြင်တဲ့အားကြောင့်မကျွန်တော်လည်းဟိုပါပေါ့တိတ်မတားပြီဘူးပေါ့နော်ဒါပေမဲ့ကျမကြီးတော့ view site ခင်ပါတယ် အဲ့ဒါတော့အဓိကတော့အမအခုအလင်းပေးမဲ့ဖျောင်းနိုင်ဇလန်းတွဲလေးမှာအမရဲ့ငယ်ဘဝလေးရိုက်ခွင့်ရတယ်။ရိုက်ခွင့်ရတော့ငယ်ဖို့ဆိုတာအမတို့အနေနဲ့ကအသက်အရွယ်နဲ့ဆိုရင်ဇွတ်ငယ်တာမျိုးအမမဖြစ်ချင်ဘူးလေ။အဲ့ဒီအတွက်ကိုအမစူးစမ်းပြီးတော့ဝိတ်ချတာပေါ့ဒါနံပါတ်၁ချက်နောက်နံပါတ်၂ချက်အလုပ်တအားများတဲ့ခါကျတော့သူကသူဟိုဝိတ်ကထိမ့်မိသားဖြစ်သွားတော့ပေါ့လေ။ဟုတ်အော်မိမိလေးကိုလေအခုတော့နည်းနည်းချက်မကျွေးရဟိုပြီးခဲ့တဲ့လတွေတုန်းကဆိုတော့ရှောက်အမမနဲ့9နာရီထပ်ထပြီးသူ့ချက်ပေးရတယ်ဟုတ်တယ်ချက်ပေးရတယ် ချက်ပေးရတယ်သူကြောင်းကားလေးမိဖို့ထမင်းကြိုင်လေးမိဖို့တွေအဲ့လိုစူးစမ်းပန်းစားထားရတဲ့အခါကျတော့ဟိုထိမိသားဖြစ်သွားတော့ပေါ့အဓိကတော့နံပါတ်1နင်ပါလဲငါပါလဲမရှိကြအောင်မမတို့ဟိုနင်ပါကြီးပဲဖြစ်ဖြစ်ငါပါကြီးပဲဖြစ်ဒါတွေကိုမမတို့ကပြိုင်ဆိုင်ဖို့ယူထားတာမဟုတ်ဘူးဒါနံပါတ်1ချက်နောက်နံပါတ်2ချက်ကပါလဲဆိုတော့ तू မအားရင်ကိုဝင်လုလိုက်တယ်ကိုမအားရင် तू ဝင်လုလိုက်တယ်အဲ့လိုမျိုးပုံစံမျိုးလေးပေါ့နော်ဟိုတွက်ကတ်တာတွေပါတယ်မမတို့သိမရှိဘူး အမြင်မတော်ရင်မတော်တဲ့လူကအရင်ဆုံးထလုပ်လိုက်တာပဲအဲ့လိုမျိုးစိတ်ကလေးနေနေတဲ့ခါကျတော့ဟိုဘယ်လိုပြောရမလဲအဆင်ပြေတာပေါ့လေဟိုတယောက်ကိုတယောက်တက်ကက်နေမယ် तू ကပြန်မလာသေးဘူးငါကပြန်မလာသေးဘူး तू ကပေါ်ကိုမလာဘူးငါကတော့လုံနေရတယ်အဲ့လိုမျိုးတွေဒါတွေးနေရင်အဆင်ပြေခြင်းမပြေပါလေနော်အခုကတော့အဲ့လိုမဟုတ်တော့ဘူးရှိတဲ့ချိန်လေးအတူပြောပြောရှင်းရှင်းအဓိကတော့မိမိလေးကိုအမတို့စိတ်ချမ်းသာအောင်ထားပေးတယ်ပေါ့နော်စိတ်ချမ်းသာလို့လေမိမိလေး ဆိုတော့ကျွန်တော်တို့ကတူကမြတ်တာတူကစင်တာပေါ့ဘာကျွန်တော်တို့ဒီခုမှလည်းကျွန်တော်တို့ဒီတယောက်တည်းပေါ့သူပဲအမေသူပဲအဖေတာဝန်ယူနေရတယ်ကျွန်တော်လည်းအဲ့ဒါလေးသိတယ်ဒီကလေးတယောက်ကိုဒီရွယ်နောက်တိဟိုပြုစုပြုစုပြောတာမဟုတ်တာတယောက်တည်းပြုစုပြောတာအရင်ခက်ခဲပါတယ်အဲ့တော့ကျွန်တော်ဘက်ကလည်းအဲ့ဒါကိုကိုချင်းစားတော့ဒါပေမဲ့ကျွန်တော်တို့အဲအဝေးမှနေတဲ့အချိန်မှာလည်းစိတ်ချအောင်နေရတယ်လို့ဒီကဲရောက်တဲ့အချိန်မှာလည်းကျွန်တော်အတိုင်းတလောက်ပေါ့အစွမ်းကုန်လုပ်ပေးရတာပေါ့ဟုတ်ကဲ့အင်းတိတ်တိတ်မလုပ်ဖြစ်ပါဘူးအမကငိုရဲကလည်းတိတ်ပြီးတော့အဲ့လိုမျိုးမင်းကလေးတိတ်မဆန်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲ ကိုယောက်ျားဆိုတော့စိတ်ပူလာတော့ရှိရပါတော့။ဒါမဲ့ तू ကလည်းကိုယ့်ကိုစိတ်ပူအောင်မထားပါဘူး။ဖုန်းဆက်လိုက်ပြီဆိုတာနဲ့ချက်ချင်းသူကင်ပေးတယ်။အဲအလိုမျိုးဖုန်းမကင်တာတို့အလိုမျိုးပြောင်းနေတာတို့ဘာတို့ तू မလုပ်ပါဘူးအလိုမျိုး။နောက်အဲသူ့မှာအခုအခုအိမ်နောင်သက်7နှစ်ရှိပြီ။ကောင်းတဲ့အချက်လေးပေါ့။အခုမှထုတ်ပြောတော့ပါ။အမနဲ့ဒီနေ့ဘာပလန်ရှိရေ။ဘယ်သွားမယ်။ဘယ်ချိန်ပြန်လာမယ်။အဲ့ပလန်ဒီအတိုင်းကိုတနေ့ကုန်သူ့ရဲ့ဒီ schedule တွေကိုအမောက်တော့အကုန်ပြောတယ်။ စနစ်နဲ့လုံးလုံးတရမမပြုတ်ဘူးအမြဲပြောတယ်နေတိုင်းပြောတယ်အဲ့လိုမျိုးအမကတခါလေးမပြောမနဲ့အလုပ်ပေါ်လာရင်ဆက်ဆိုကားတော့ကောက်ယူပြီးထွက်သွားပြီး तू ဆက်လိုက်မှကိုလမ်းရောက်နေမျိုးဘာမျိုးသာရှိကောင်းရှိမယ် तू ကအဲ့လိုမျိုးမရှိဘူးဒီနေ့ပဲချင်းရပဲချင်း तू စေးကူရမယ်ဒီချင်းဒီနေ့ပဲချင်းရပဲချင်းပရာဟိတရှိရယ်အဲဒီနေ့ကတော့စေးကန်းဘလို့ရှိတယ် तू အဲ့လိုမျိုးအမြဲတမ်းအမောက် तू ပြော့ပြတယ်အဲ့ဒါလေးတခုကတော့အမကျေးဇူးလေးတင်နေချစ်လက်ချစ်ကျူးပါဟာတရက်ကိစ္စမဟုတ်ဘူးစနစ်နဲ့လုံးလုံးလောက်လာတယ်ဆိုတော့နဲတဲ့သူ့ရဲ့ဒီအိမ်နောက်ပေါ်မှာထိမ့်သိမ့်ပေးတဲ့ အမှုမဟုတ်ဘူးပေါ့လေကိုမသိရလည်းရှိရှိရှိမှာပေါ့ respect ပေးတာပေါ့ကြောင်တယောက်တယောက်က respect ကအရေးကြီးပါတယ်လေးစားမှုရယ်ယုံကြည်မှုရယ်ကိုချင်းစားမှုရယ်အရေးကြီးပါတယ်အဲ့ဒါကိုအခြေခံပြီးတော့ဒီစောက်ထားဖြစ်တဲ့အဲ့ဒါကြောင့်ပြောပြဖြစ်တာပါဟုတ်ပါတော့ကျွန်တော် agent နဲ့မြစ်တာပေါ့ကျွန်တော်တို့အဲဒီချင်းချင်းဖုန်းကြီးရတာပူလောက်ပါတယ် agent နဲ့မြစ်တာတရားလေးနဲ့ရှေ့ဆက်သွားမယ်လို့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ရှေ့ဘိုးတိုက်ပုံရဲ့အခုလိပ်စာ အဲ report type ပုံနဲ့ report report တဲ့တိုင်ရဲ့အခုလိပ်စာတက်ကြတော့အမှတ်689ပြမစိုးလန်း၄ရက်ကွက်တောင်ကလာပါမြို့နေရန်ကုန်မြို့ဖြစ်ပါတယ်ဟုတ်ဖုန်းနံပါတ်ကတော့39 6931 5403ဖြစ်ပါတယ် အော်ပိုးထည်ဆိုင်ဒီဇိုင်ကတော့ရှင်းတင်တဲ့ပစ္စည်းတွေတော့အကုန်ရှိရပါတော့။ဒါပေမဲ့ဒီမှာကတော့အမရွှေပိုးတိုက်ပုံဆိုတာကိုပိုင် brand ဖြစ်တယ်၊ကိုပိုင် product ဖြစ်တယ်။အဲ့ဒီအတွက်အမတခြား brand ကိုမရောက်ဘူး။ရွှေပိုး only ကိုပဲအမရောက်နေ။ရှက်အင်းကြီးဆိုလည်းဒီတိုင်းပဲရွှေပိုးရှက်တစ်မျိုးတည်းကိုသာရောက်နေတယ်။ဈေးကွက်ထဲမှာရှက်တည်းကတော့အများကြီးပေါ့နော်။ဒါကို branding လေးကိုကိုထိန်းတဲ့အတွက်ရွှေပိုးရှက်တစ်မျိုးတည်းကိုပဲရောက်ပါတယ်။နောက်ဖက်နက်ဆိုလည်းဒီလိုပဲကိုတိုင်းချုပ်ဖြစ်တဲ့အတွက်ဒီကိုတိုင်းချုပ်တဲ့ mainly ဖက်နက်ကိုပဲပေါ့နော်။ရောက်ပါတယ်။ တိုင်းမီလုံးဖွင့်စင်တယ်ညကြာဆိုသူကအားရပါအေးဖွင့်တယ်လောက်ချင်တာတွေကတော့အများကြီးပေါ့ညီမလေးရဲ့ဖြည်းဖြည်းချင်းပေါ့